ကိုယ့်ရဲ့တက်တော့အကောင့်ကိုအကောင့် brand တွေဖြစ်နေတယ်။အာဘန်ကန်တီရယ်ပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကဒီကိုယ့်ရဲ့အကောင့်မှာဝါရာတွေစိမ့်တာတွေနေရာတွေပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့အကောင့် have ဖြစ်ဖို့ပေါ့နော် find ဖြစ်ဖို့ကျွန်တော်စစ်လို့ရတဲ့နေရာရှိပါတယ်။အဲတော့အဓိကကကိုယ့်ရဲ့ဒီ TikTok profile ကိုရောက်ပြီးဆိုတာနဲ့အမြင့်ဆုံးဆုံးကြောင်းလေးကိုနှိပ်မယ်။ဒါမှမဟုတ်လို့ရှိရင် TikTok studio ပေါ့နော် TikTok Studio ဆိုတဲ့အချက်ကလေးကိုရောက်ရှားမှာပဲဖြစ်ပါတယ်။တချို့ကတော့ဒီလိုပုံစံမျိုးလေးပေါ့နော် TikTok Studio ကကိုယ့်ရဲ့ wall ထဲဝင်လိုက်တာနဲ့တခါတည်းတန်ပြီးတော့ရောက်ပြီးသားဖြစ်တယ်ပေါ့နော်။အဲတော့ TikTok Studio ထဲကိုဥစားပထမကျွန်တော်တို့ဝင်ရောက်ပြရမှာပဲဖြစ်ပါတယ်ပေါ့နော်။အဲတော့ TikTok Studio ထဲကိုရောက်ပြီးဆိုရတဲ့ကျွန်တော်တို့ဒီမှာလူပုံလေးနဲ့ပေါ့နော် question map ပုံလေးနဲ့ရှိပါတယ်။ဒါကတော့ကျွန်တော်တို့ဒီ account check ပေါ့နော်။ ကောင်းကြဆိုကိုယ့်ရဲ့ profile ထဲမှာကိုယ့်ရဲ့ account ထဲမှာကိုတင်ထားတဲ့ video တွေကိုတင်ထားတဲ့အာဒီ post တွေနဲ့ပတ်သက်ပြီးပေါ့နော်သူက checklist လုပ်ပြတာဖြစ်ပါတယ်အာဒီမှာဆိုလို့ရှိရင်ဒါဒီ account နော်ဒီ account ရဲ့ challenge နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာကြောင့် ban နေပေါ့နော်ဘယ် video ကို ban နေပေါ့ဘယ် video ကတော့ disqualify ဖြစ်တယ်ပေါ့ဒါပဲအတော့ကွာဒီ video တွေအားလုံးကိုကျွန်တော်ဗာပြန်လုပ်မယ်ဆိုတော့ reactive ပေါ့နော် active ပြန်လုပ်မယ် အပြည့်အပြည့်တင်မယ်ဒီလိုမျိုးအပြည့်အပြည့်တင်မှသာလေသူကဒီကိုယ့်ရဲ့ဒီပေါ့နော် qualify ဖြစ်နေတယ်နောက်ပြီးဒီအကောင့်ဘန်ခံရတယ်အကောင့် strike တွေညည်တယ်ဒီလိုအကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့ကိုကကိုယ့်ရဲ့ wallet ထဲမှာရှိနေတယ်ပေါ့နော်အစောလာက checklist လုပ်လိုက်တဲ့ account checklist လုပ်လိုက်တဲ့အထဲမှာပေါ်လာတဲ့ post တစ်ခုချင်းစီတိုင်းကိုကိုကပြန်ပြီးတော့တစ်စက်ပြန်လဲဝင်ပြန်ဝင် ပေါ့နော်ပြန်ဝင်ပြီးသွားလို့ရှိရင်ကိုကအဲ့ အပုတ်တပုတ်ချင်းတပုတ်ချင်းတပုတ်ချင်းစီတိုင်းပေါ့နော်ဟိုတင်ထားတဲ့ဗီဒီယိုကြီးကိုစော့ထားတဲ့အာဒီဗီဒီယို post တွေပေါ့နော်ဒီ post တွေနဲ့ပတ်သက်ပြီးတော့ကိုကဒီကိုနဲ့ copyright လာဒါမှမဟုတ်ရှေ့ကျွန်တော်တို့ဒီ music copyright လာဒါမှမဟုတ်ရှေ့ကိုကဘာချောက် copyright ကြီးရလဲပေါ့နော် copyright ကြီးရပြီ apply form ပြန်တင်ရတယ်ပေါ့နော်ဒါမှသာလေသူကဒီအာဒီ qualify view တွေပြန်ပို့တယ်အဲ့တော့ကိုတင်ထားတဲ့ post တွေနဲ့ပတ်သက်ပြီးတော့ TikTok တင်ရနေပြီးတော့လက်ခံပေးရဖြစ်တယ်ပေါ့နော်လူမျိုးအကြောင်းအရာချက်လက်တွေကအာဒီ account chat ဆိုတဲ့နေရာမှာပဲကိုက reactive လုပ်လို့ရတယ်တခါတလေမှာဒီ community guideline တွေမိတယ်မိတယ်ပေါ့နော် account violation မိတယ်ပေါ့ post violation မိတယ်เนาะဒါတော့ကျွန်တော်မှာဆိုလို့ရှိရင် ကောင့်ကဘန်ရန်နေတယ်ဝန်နေပေါ့နော်အာဒီအကောင့်ဘန်ခံရတယ်ပေါ့နော်ဘာလို့ဘန်ခံရလဲဆိုတော့အာဒီကျွန်တော်တင်လိုက်တဲ့ post တစ်ခုကိုထူထားတယ်ပေါ့နော် report ထူထားတယ် report stamp မိရယ်ပေါ့အာဒီလိုအကြောင်းတရားကိုကျွန်တော်ပြန်ပြင်မယ်ဆိုရင် appeal form ပြန်တင်ရတယ်ပေါ့ဟာနော်ပြောချင်တာကအဲ့တော့ appeal form ပြန်တင်မအချင်းချင်းပြန်တင်မအဆင်မပြေဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီတင်ထားတဲ့ပဒီကိုဖြတ်ပလိုက်ပါဖြတ်ပလိုက်လို့ရှိရင်ဒါတေချာပေါ့ကိုယ့်ရဲ့ account ဒီ ဘဝပြတ်တဲ့အစဉ်တွေမှာတော့ရောက်မသွားဘူးပေါ့ကနော်အဲအဲ့လိုပုံစံကလေးနဲ့ကိုယ့်ရဲ့အကောင့်ရဲ့ဒီပေါ့နော်အစဉ်ပြေရဲ့အကြောင်းတရားတစ်ခုကိုအစဉ်ပြေအောင်ကျွန်တော်အနေနဲ့ကဒီဗီဒီယိုပိုင်းလေးမှာညဝေပြလိုက်အချင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့တော့ဒီမှာ include more post for checking ပေါ့ဘာတွေလုပ်လို့ရသည်လဲ no all account future work check ပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေပတ်သက်ပြီးတော့နေရမယ်တင်ပေးနေအောင်ကျွန်တော်ရဲ့ account လေးကို like နဲ့ share လေးလုပ်ပေးပါဦးနော်ကျေးဇူးများကြီးတင်ပါတယ်